မကောတစောင်းတိုင်းသွားတယ်ပြီးတော့မှတော့ကောကနေ luggage တလုံးဝေလာခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့ကျောင်းသွားဖို့ဝေလာတာအဲ့ဒါဒီလတွေအတွင်းလဲကျောင်းသက်ဖို့အတွက်ပြင်ရတော့မှာပေါ့နော်အဲ့ဒါနဲ့အခုကနေစပြီးတော့မှအင်ဂျီခောက်သိနေပါဗျ။များသောအားဖြင့်တော့ဒီလိုမြန်မာဝတ်စုံနဲ့ရင်ပုံးနေပဲပေါ့ထမိန်နေရပဲပို့အများကြီးပေါ့နော်။ဒီပေါ့နော်။တောင်းမြေဖနက်ကြီးစီးနေတာဒီလား။ အမှရေလက်ဆဆောင်မှုတွေပေါ့နော်မသိဘူးစိုင်းဆံမရှိမှုချက်ဖြစ်မဖြစ်တော့မသိဘူးရေလက်ဆဆောင်မှုတွေလည်းအကုန်ကောက်ထရတယ်မသိဘူးရော့သွား19နှစ်နှစ်ရောက်တော့ကြားတဲ့တက္ကသိုလ်မှာပဲအကြောင်းသွားအဖြစ်ခဲ့တယ်ပေါ့နော်စီပြင်းနေကွာတော့ကိုလေးဆက်ပြီးလေးဆွဲလိုက်ပါသေးတယ်တောင်ကြီးကိုကတော့အမြင်နဲ့ရောက်ဖြစ်ပါတယ်ဗောနော်တနည်းမှာ၅ခါ၆ခါ၇ခါ၈ခါလောက်တော့အမြင်နဲ့ရောက်ဖြစ်ပါတယ်ဟိုအရင်စိမ့်နေနေရာတွေတော့မဟုတ်ဘူးဒါတော့ရှင်စင်းရဲ့ဆက်ရွက်စားတဲ့နေပေါ့နော် တောင်ကြီးကြတော့လဲကံကောင်းနေလို့ပဲပြောအောင်ပါပေါ့နော်ဒါနီးနီးလေးပဲနော်ရှင်စင်နေတဲ့နေအားနဲ့ဆိုလို့ရှိရင်အဲ့ဒီမှာចောင်းပြန်ဝင်ဝင်ချင်းမှာအဲ့ကက်လေးလောက်ရတယ်ပေါ့နော်ဆောက်ရဆာတဲ့နေရောအပြည့်အစုံယူလာတာပဲဒီလားတက်ကွတူမှာလေတက်ကွတူလုံးတဲ့သွားနေရတယ်မတူစေယုံနဲ့ပတ်သွားနေရတဲ့အတိုင်းပဲပေါ့နော်ကန်ဆိုးချင်တော့ဒီနေ့16ရက်နေ့မှာလေ จ้องမအပ်ရဘူးတဲ့ไลฟ์ပေါ်မှာတင်တာဒါ16ရက်နေအံ့မယ်ပြောတာဒါပေမဲ့ဒီသူတို့က24ရက်နေမှာအံ့ရမယ်ပြောတော့လေရွှေစွန်းတို့မှာจ้องခက်ဒီမှာပဲမုတ်ဝင်စားပြီးပြန်ခင်းရတယ်ပေါ့เนาะဒီဖျားတာကြတော့ဒီ Hansy မှာပေါ့เนาะ Hansy ကမဟာမျက်မှုနီးဖျားပါဒီလိုပဲတပုံရိုက်ပြီးတော့မှပြန်လာခဲ့ရတာပေါ့เนาะဖျားရှိခိုးပြီးပါညတနိုင်ငံလုံးအခြေအနေဘယ်လိုလဲတော့မသိဘူးဒီจ้องကအတားကတော့ဒီ28ရက်နေတော့24ရက်နေမှာပြန်အံ့ရမယ်တဲ့ ဖြစ်ဆန်းခုကြတဲ့နေကြအောင်ကြိုက်ပေါ့နော်အဲကြောင့်မိကြပြန်ပြောင်းချင်တယ်ပြောင်းချင်နေနေကြလေအမှန်မှန်နေတယ်အခုအဆောင်ကလည်းမရသေးဘူးပေါ့နော်အကြောင်းကလည်းမအံ့ရသေးပါဘူးအခုအဆောင်ကွာရှာနေပါတယ်